ဦးလေးဖြစ်သူဟာတူမအိတ်နေချင်းအိမ်ရဲ့အိတ်ခန်းထဲဝင်လာပြီးတော့တူမဖြစ်သူကိုခေါင်းအုံးနဲ့ဖိကအဲ့မှာပြုတ်ကျင်ခဲ့တာဖြစ်ပြီးတော့သူ့လောက်ရက်ကိုတခြားသူကိုပြန်ပြောင်းပြမယ်ဆိုလို့ရှိရင်တက်ပြစ်မယ်လို့လေတူမဖြစ်သူကိုချင်းချောက်ခဲ့တယ်လို့သိရပါတယ်တရခံကကိုဝင်းဆောင်ရောင်ဆောင်ပြီးတော့မှဩသုံးနှစ်အရွယ်တမီးလေးရဲ့နားကိုဖြတ်လှီးပြီးတော့မှနှကက်ကိုယူတယ်ယူပြီးတော့မှဩသုံးနှစ်အရွယ်တမီးလေးရဲ့ဓာတ်ပေါ်ဒီကိုရေချောင်းထဲမှာပစ်ထားခဲ့တဲ့အရာဖြစ်ခဲ့တယ်ဗျဒါကလှိုင်းသားရမြို့နယ်ရခိုင်ယူလေးကြေးရွာမှာဖြစ်သွားတဲ့အရာ အလုံးမင်္ဂလာပါတင်ခင်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျာဒီကနေ့တင်ခင်ချင်းတို့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဗောနော်ဒီမိုးကုတ်ဖက်မှာဗောဦးလေးအရင်ကဗောနော်တူမဖြစ်သူကိုပြန်လဲပြီးတော့ဒီမတော်မတားဂျန်စီမတိန်ချင်းတဲ့တရင်လေးပဲဗျာအခုခေတ်ကဗောနော်လူတွေကစိတ်တွေကတကယ်ကိုတရိษံစိတ်တွေဝင်နေကြတယ်စီးလည်းမရှိတော့ဘူးတဒီလိုလူမျိုးတွေကစံကုန်မြေလေးတွေပြန်နော်ဒီကဘာကြီးမှာဒီလိုလူမျိုးတွေကမရှိတဲ့တော့ဘူးလို့ကျွန်တော်တော့ထင်တယ် ကဲဒီတည်ရင်အပြည့်အစုံလေးကိုကျွန်တော်နဲ့အတူတူလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့အတူတူကြည့်ကြည့်လိုက်ကြကြအောင်ဗျာနော်မန္တလေးတိုင်းမိုးကုတ်မြို့တွေကရက်ွက်တစ်ခုမှာမေလ26ရက်ည7:00နာရီဝန်းကျင်မှာဦးလေးဖြစ်သူကတူမကိုအဓမ္မပြုကျင့်ခဲ့တဲ့အမှုဖြစ်ပေါ်ခဲ့ပါတယ် တတော်မရိုင်းနဲ့နော်ဖြစ်သူဟာတူမအိတ်နေချင်းအိမ်ရဲ့အိတ်ခန်းထဲဝင်လာပြီးတော့တူမဖြစ်သူကိုခေါင်းအုံးနဲ့ဖိကအဲ့မှာပြုတ်ကျင်ခဲ့တာဖြစ်ပြီးတော့သူ့လောက်ရကိုတခြားသူကိုပြန်ပြုံးပြမယ်ဆိုလို့ရှိရင်တပ်ပစ်မယ်လို့လည်းတူမဖြစ်သူကိုချိန်ချောက်ခဲ့တယ်လို့သိရပါတယ်ကျူးလွန်သူအမျိုးသားဟာအသက်40ဝန်းကျင်ဥကြုံမိုးရွှေဖြစ်ပြီးတော့ကျူးလွန်ခံရသူအမျိုးသမီးကတော့အသက်18နှစ်အရွယ်ဖြစ်တယ်လို့သိရပြီးတော့ငယ်ငယ်ပဲရှိသေးတယ်နော်သူကလက်တလုံးမှာတော့တင်းရှောင်နေတယ်လို့သိရပါတယ် ဦးလေးဖြစ်သူဦးကျော်မိုးရွှေဟာပြီးခဲ့တဲ့2020ခုနှစ်ကလေတူမဖြစ်သူကိုအထမပြုကျင့်မှုကြံစီခဲ့ပူပြီးတော့အဲဒီတော့ကတော့တူမဖြစ်သူဟာဘေးပတ်ဝန်းကျင်ကိုအော်ဟစ်ကအခုအညီတောင်းခဲ့တာကြောင့်လွတ်မြောက်ခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ခေါင်းအုံနဲ့ဖိပြီးတော့အထမပြုကျင့်ခဲ့တာကြောင့်မလွတ်မြောက်နိုင်ခဲ့ပါဘူးဒီအထမမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကိုလည်းတိုင်ကြားထားသလိုအစဉ်စဉ်စစ်ဆေးမှုလည်းပြုလုပ်နေတယ်လို့သိရပါတယ် အလားတူပြီးခဲ့တဲ့ဧပြီ18ရက်ကလည်းတအန်းဒေတာနမ်ဆန်မြို့နယ်တွေကရွာတူရွာမှာအသက်9နှစ်အရွယ်ကလေးငယ်ကိုအကူဝမ်းခွဲတော်ဆက်သူကအတမတူကျင်းတဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါသေးတယ်။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်နိုင်ငံအနှံ့တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်တရားဥပဒေစိုးမိုးမှုတွေအားနည်းနေချိန်မှာမျိုးသမီးတွေအတမပြုကျင်းခံရတဲ့ဖြစ်စဉ်ဟာပုံမှုပြီးဖြစ်ပေါ်လာနေပါတယ်။ဆိုတော့အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ကို့အမြင်သဘောထားတွေကိုအောက်ကကွန်မန့်မှာရေးပေးခဲ့ပါအောင်နော်။ကဲကြည့်ပါဦးဗျာနော်တော်တော်ကြီးကိုမယိုင်းချတယ်။ အချင်းဒီလာတိတ်ခါတွေဘာမှမရှိတော့တော့လူတွေကဒီဖြစ်စဉ်ကအရန်ကြောက်ဖို့ကောင်းတယ်ဗျလိုင်သားရမြို့နယ်မှာဖြစ်သွားတဲ့အရာပေါ့တရခံကကိုဝင်းဆောင်ရောင်ဆောင်ပြီးတော့မှဟောသုံးနှစ်အရွယ်တမီးလေးရဲ့နားကိုဖြတ်လှီးပြီးတော့မှငကက်ကိုယူတယ်ယူပြီးတော့မှဟောသုံးနှစ်အရွယ်တမီးလေးရဲ့ဓာတ်ပေါ်တွေကိုရေချောင်းထဲမှာပစ်ထားခဲ့တဲ့အရာဖြစ်ခဲ့တယ်ဗျဒါကလိုင်သားရမြို့နယ်ရခိုင်ရိုးလေးကြေးရွာမှာဖြစ်သွားတဲ့အရာတရခံက ကိုဝင်ဆောင်ရောင်ဆောင်ပြီးတော့မှကျမအိမ်ငားချင်လို့ဆိုပြီးအတနာခံပြီးတော့လာတယ်။ထားကဒီမှာရှိနေတဲ့မိဘပုသူပြည်သူတွေတင်ငန်းသာယူစရာဖြစ်တယ်ဗျ။အခုနောက်ပိုင်းတရက်ခံတွေကတနာတဲ့ပုံစံမျိုးနဲ့လာပြီးတော့မှအကူကြီးလာတောင်းတယ်။ပြီးတော့မှပြစ်မှုကျိုးလွန်တဲ့အရာဖြစ်တယ်ဗျ။အခုကဒီအမျိုးသမီးကကိုဝင်ဆောင်ရောင်ဆောင်ပြီးတော့မှအိမ်ငားမို့ဆိုလာတယ်။အဲ့တော့အရှင်မီတာစုကနေလည်းအိမ်ငားပေးမယ်အိမ်ငားရှာပေးမယ်ဆိုပြီးတော့မှစေတနာနဲ့ဩကျွန်တော်တို့အဲ့ဝစ်ဂျီ ပုံစွာနဲ့ပြုတ်ပြီးတော့မှအိမ်လိုက်ရှာပေးတယ်လိုက်ရှာပေးတဲ့အခါမှာအခုတေဆုံသွားတဲ့တမီးလေးနဲ့အတူသူ့ရဲ့ဦးလေးကောင်လေးကတော့ဆယ်တန်းလို့ပြောကြတယ်ဗျအဲ့ကောင်လေးနဲ့အတူမှုတ်သွားရဖို့သွားတဲ့အခါမှာအဲ့ဒီအမျိုးသမီးကကောင်လေးကိုငါ့ရဲ့ပတ်စံအိမ်မှာကြံခဲလို့နင်းတို့အိမ်မှာကြံခဲလို့ခဏသွားယူပေးပါဦးလို့ပြောတဲ့အခါမှာကောင်လေးကမသိပဲသွားယူပေးတယ်ပြန်လာတဲ့အခါမှာသူ့ရဲ့တူမလေးကိုမတွေ့တော့ဘူးဗျအဲ့ဒါနဲ့သူ့ရဲ့မိခင်ဖခင်တွေကိုပြောပြီးတော့လိုက်ရှာတဲ့အခါမှာမတွေ့တော့ဘူး28ရက်နေ့မှာမှဟိုတိုင်းသားမျိုးနယ်ဟိုအလေရွာ ရွှေပြည်သားတရားနာရွှေပင်ငွေပင်လေဩငွေပင်လေဆက်ယုံဘေးနာလေးရေချောင်းနာလေးမှာတက်ပေါ်ကြီးကိုတွေ့ရတယ်ဗျာ တရခံကဘလို့တော့လှုပ်သွားလဲဆိုလို့ရှိရင်နားကနကတ်ကိုဟိုဒီလိုယူသွားရုံနဲ့မဟုတ်ဘူးနားကိုပါလှီးသွားတာဗျဒါအရန်ကိုကြောက်เสียကောင်းတယ်မိဘပြည်သူတွေအနေနဲ့တင်ငန်းစာယူစရာကောင်းတယ်ဗျဒီရဲ့အဖြစ်ပြက်ကိုကာကနနာတီးတဲ့သူတွေအနေနဲ့ကုန်းမမှာရေးပေးလိုက်ပါရေးပေးကြပါဩလှိုင်းသားမှာနေတဲ့သူတွေရှိရဆိုလို့ရှိရင်ကုန်းမမှာအတိအကျရေးပေးဖို့အတွက်ဩကျွန်တော်ဖိတ်ခေါ်ပါတယ်ဗျဒါပေမဲ့ကျွန်တော်ဒီနောက်ဒီနောက်ထပ်ဖြစ်လာနိုင်မဲ့အန်ရီတွေကိုကျွန်တော်ပြောပြပေးမယ်ဗျဒီကလေးငယ်တွေကိုသုံးနှစ်အရွယ်တမီးတွေဆိုတာကတားတယ်ဖြစ်ဖြစ် ဟိုရွှေတွေကမိုးစင်ပေးတာကောင်းတယ်ဗျကလေးတွေရဲ့အန်တရဲ့အရန်ကြောက်ဖို့ကောင်းတယ်ဗျကလေးရဲ့လို့မဟုတ်ပါဘူးလူကြီးတွေအနေနဲ့လည်းအခုလိုခက်ခါလာကြီးမှာဟိုရွှေတွေမစင်ဖို့အတွက်လက်ဝိယသနာတွေမစင်ဖို့အတွက်အရေးကြီးတယ်ဗျဒါကတရက်ခံကို90ရက်ခံတော့ဖိတ်ခေါ်နေအတူပဲဗျအခုကျူးလို့မဲ့သူတွေကဘယ်သူကပတ်စံရှိတယ်ဆိုတာသူတို့ကတေချာစုံစမ်းတာဖြစ်ကောင်းဖြစ်တယ်မစုံစမ်းလို့ရှိရင်လည်းသူတို့ရဲ့အမြင်နဲ့ဒီလူမှာရွှေရှိတယ်ဆိုတဲ့ကိုကကျူးလို့ချစ်စိတ်တွေပေါက်တယ်ဗျအဲ့တော့ဟိုအခုပြောချင်တာက ။အော်ဒီယာတွေကိုတားဆီးတဲ့အနေနဲ့ရွှေဆိုရင်အစစ်လည်းမိုးဝဲပါနဲ့အတုလည်းမိုးဝဲပါနဲ့။တချို့တွေကအတုဝင်အန်နေကင်းတယ်လို့ထင်ကြတာဗျတချို့တရက်ခံတွေကဟောတင်ဝစ်ထားတဲ့အရာကအတုလားအစ်စ်လားမခွဲခြားတတ်တဲ့အခါမှာအသက်အန္တရာယ်ကိုပါဟောချင်းချောက်လာနိုင်တယ်ဗျအသက်အန္တရာယ်မှာပါသွားနိုင်တယ်ဗျအခုဖြစ်သွားတဲ့ကလေးလေးရဲ့ဘဝကတကယ်တနာဖို့ကောင်းတယ်ဗျသူဝစ်ထားတဲ့အရာကိုတရက်ခံကမြင်တဲ့အခါမှာကျူးလွန်ချစ်စိတ်ပေါက်ပြီးတော့မှဂျေးရဆက်နားကိုပါလှီးပြီးတော့မှဓာတ်ပေါ်ကြီးကိုရေချောင်းတွေကိုပစ်ချခဲ့တဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့အနေနဲ့လာမယ့် အချိန်ဒီမှာတင်ကန်းသာယူကြပါဗျာဟောလှိုင်းသားရဲ့လှိုင်းသားရရေလို့မဟုတ်ပါဘူးပဲနေရာမဆိုပြစ်မှုကျွလုံတဲ့သူတွေကနေရာတိုင်းမှာရှိပါတယ်အဲ့တော့နေရာတိုင်းမှာရှိနေတဲ့သူတွေဒီရဲ့ဖြစ်စဉ်လေးကိုကြည့်ပြီးတော့မှတင်ကန်းသာယူကြပါလို့ကျွန်တော်ပြောပြပေးချင်တယ်ပါဗျာကျွန်တော်ရဲ့ပြောပြချက်ကိုလည်း like and share လေးလုပ်ပေးကြပါအောင်လို့ Okay ရက်ဆက်လိုက်တာဗျာနော်လူတွေလူတွေတကယ်ကိုမလွယ်ဘူးနော် Okay ကျွန်တော်ရဲ့ကြည့်နေတဲ့မိဘပြည်သူတွေနော်ကိုယ့်ရဲ့ကလေးလေးတွေသားသမီးတွေရှိတယ်ဆိုရင်ရွှေတွေလုံးဝဝတ်မပေးပါနဲ့နော် ရှိပြီးသားမှဖြစ်တဲ့လူတက်မှုက၃ပိုင်းပိုင်းနေဆိုတာမဟုတ်ပါဘူးเนาะ၃ပိုင်းမပိုင်းပါဘူးเนาะအလောင်းကိုခောက်ပြီးတော့အိတ်ထဲကိုထည့်လိုက်တာပဲဖြစ်ပါတယ်လို့เนาะပြီးတော့ကြတော့ညဘက်ကိုကျူးလွန်တာလည်းမဟုတ်ပါဘူးเนาะမနေ့၉နာရီလောက်ကနေပြီးတော့နေ့ကင်း၃နာရီအတွင်းမှာပြစ်မှုဖြစ်တာပါเนาะပြစ်မှုဖြစ်ပြီးတော့အလောင်းကို၃ညနေ၃နာရီမှာသွားပြီးတော့ပြစ်တာဖြစ်ပါတယ်လို့เนาะမနေ့၉နာရီလောက်ကနေစပြီးတော့ပျောက်သွားပြီးတော့ ညနေ3:00နာရီအတွင်းအထိမှအမှုကျွန်းလွန်တာဗောနော်ပြမှုကျွန်းလွန်တာဒါရှူပြီးတမဟုတ်တကဖြစ်သွားတယ်နော်ဂျပန်သွားမဲ့ကောင်မလေးပေါ့ဆိုတာလည်းမဟုတ်ပါဘူးလို့နော်အဲအနောက်3ဘိုင်းပိုင်းနေဆိုပြီးတော့ပြတ်သွားကိုရီတော်မှထိတ်လန့်သွားနော်တော်တော်ကြီးကိုတွေးလန့်တာမဟုတ်ဘူးနော်အလောင်းကိုခောက်ပြီးတော့အိတ်ထဲကိုခောက်ပြီးတော့ခောက်ထဲလိုက်တာဖြစ်ပါတယ်လို့နော်အဲအမှားတရားပြန့်ညဘက်မှာကျူးလွန်တာလည်းမဟုတ်ပါဘူးနော်မနေ့9နာရီလောက်မှအထီကိုအကမလေးကိုတွေ့ပြီးတော့မှ9နာရီလောက်ကနေညနေ3နာရီအတွင်းမှာ အမှပျောက်နေတာဖြစ်ပါတယ်လို့เนาะနောက်ပြီးဆုံးလူပျောက်မှုနဲ့တွားတိုင်ပြီးတော့မှမတင်ကြတဲ့ဒီလူတက်တရခံကိုခေါ်စစ်စေးလို့ဒီဟာပေါ်လာတာဖြစ်ပါတယ်เนาะသူလိုက်ပြီးတော့ပေါ်လို့အဲ့နေရာကိုတွားရှာတာဖြစ်ပါတယ်เนาะအဲ့လိုမျိုးကောလာဟာလာတွေကမျိုးစုံပြက်နှံ့သွားเนาะတော်တော်ကြောက်စရာကောင်းတယ်เนาะဒါမဲ့တီးတော့တီးသွားပြီလေเนาะဘာမှလုံးမရတော့ဖြစ်တဲ့နေရာနဲ့အနည်းဆက်ဆုံးကနေတီးရတဲ့ဟာကိုပြန်ပြီးတော့ ပြောပြရပါနော်အမှားတရားကြီးတွေကိုမသိကြမသိနေကြမှာဆိုတော့နော်သုံးပိုင်းပိုင်းနေဆိုတာလုံးဝမဟုတ်ပါဘူးနော်သုံးပိုင်းပိုင်းပါဘူးနော်သုံးပိုင်းပိုင်းနေဆိုတော့တုံလှုပ်ပါကျမတို့မျိုးယူလဲနာမည်တွေကတော်တော်လာပြည့်တယ်နော်ဒီလိုမျိုးကျူးလွန်တဲ့ပြင်မူကတော့ဘယ်နေရာမှာမဆိုပဲဖြစ်နိုင်ပါတယ်နော်ကိုဘကိုတတိနဲ့မူပြီးတော့နေရမှာပေါ့နော်တတိမူကမနှစ်ကင်းကြောင်တောင်ကြီးတောင်ခုဖြစ်သွားတယ်နှစ်ကင်းကြောင်တောင်ကြီးပြက်တာဖြစ်တဲ့အတွက်ကို သွားတတိလာတတိနေဖို့ကောင်းပါတယ်မိန်းကလေးတွေကအထူးအထူးတတိထားရမယ်နော်ရွှေတွေရှိနေတယ်မှန်တယ်နော်နော်တိုးတိုးတိတ်တိတ်နဲ့နေဖုံးနေတဲ့တခိုင်ခိုင်နဲ့ရှောက်သွားမနေနဲ့နော်ဒီအချိန်ကအရန်ကိုစိတ်မချရဆုံးအချိန်ပေါ့နော်ကျမတို့တောင်လူရက်ခံထားရတာနော်အဲ့ဒါကြောင့်အခုအရန်သွားရင်အရန်ကယူဆိုင်ပြီးတော့ခုဆိုသွားပါတယ်လို့နော် လူရက်ခံနိုင်ရတော့ကံကောင်းလို့မသိတဲ့ကနန်းပေါ်မှာတရွတ်တိုက်ကြเนาะအဲ့လိုမျိုးဖြစ်ခဲ့ရတဲ့ဘဝပါเนาะအဲ့ဒီလွတ်တဲ့ကောင်းတွေလည်းအဲ့တော့ကလည်းအဲ့လိုအဲ့ဒီလူတတ်တဲ့ရက်ဘွက်ကလူတွေပဲလွတ်တာလူတာเนาะအဲ့လိုမျိုးဖြစ်တဲ့အတွက်တတိထားကြเนาะအလုံးဘူးဆိုင်ပြီးနေထိုင်မှာသွားတတိစားတတိနေပါเนาะနှိမ့်ကင်းတောင်တောင်လည်းဖြစ်ပါတယ်ညဘက်တင်မှာမဟုတ်ပါဘူးအရင်တော့လုံခြုံမှုရှိဒါပေမဲ့၃ဘိုင်းပိုင်းနေဆိုတာတော့လောကမဟုတ်ပါဘူးเนาะ ပုံမှန်ပိုင်းတာတော့မဟုတ်ဘူးနောက်နှစ်ကင်းဘက်ကိုကျူးလွန်တာပါလို့เนาะသူ့မှာလည်းမိမရှိတယ်မိမအလုတ်သွားနေတယ်เนาะပစ္စည်းလူချင်းလူချင်းလို့ပဲလောက်တာလားဘာကြောင့်လဲတော့မသိတခုကတခုတကယ်မလွယ်တဲ့កောင်းနေเนาะတဏှာကြီးတဲ့កောင်းနေဗတဲ့လေးတခုဖတ်ပြမယ်အဲမင်္ဂလီလေးပေါ့เนาะမင်္ဂလီငယ်လေးသတိထားမယ်အဲဟိုပါပေါ့เนาะသတိထားရမယ်လူယုံမှာပေါ့เนาะ အဲ့ဒီအလူရောက်မှာတတိထားကြပေါ့နော်ပုံမို့တော့ကျမတင်မပေးတော့ဘူးနော်ဟော ပုံတင်ပေးရင်ပေါ့နော်နည်းနည်းပြဿနာရှိလို့ကျမကိုဟိုတိချင်တယ်ဆိုလို့ရှင်ကျမရဲ့ဟိုဟာ TikTok CP မှာလာယူလိုက်ပေါ့နော်အဲ့ဒီတရက်ခံရပုံကိုပေါ့နော်အဲဟိုပါပေါ့နော်အမြင်ရင်းတော့ပြောပြထားတယ်အမြင်လည်းသိရတယ်ပေါ့နော် နေရက်လိပ်စာကတော့သူဝနာတနာတတိလန်းနဲ့ပေါ်ဆက်မွေးရက်ကွက်တဲ့အဲ့မှာနေထိုင်တဲ့အမျိုးသားကတဲ့မျက်နာသူအသက်20ခန့်မိန်းကလေးကိုပေါ့နော် တရားစာအုပ်လက်ဆောင်ပေးခြင်းလို့ဆိုပြီးတော့တဲ့အိမ်သားလေးကိုထွက်ယူပေးဆိုပြီးတော့လန်ထိတ်ကနေအေးစောင့်နေပေါ့နော်ကမ္မလေးကလန်ထိတ်ကိုသွားပြီးတော့စာအုပ်ထွက်ယူတဲ့အချိန်မှာတဲ့ကမ္မလေးကိုဝက်ဝံရုပ်ပုံပါတဲ့ဂျယ်လီခဲကိုကျွေးတယ်တဲ့အမ်ကမ္မလေးကတရင်းလေးမေ့မျောနေတဲ့အချိန်မှာကားပေါ်မှာတာမယာပြုတ်ကျင်ခဲ့တယ်တဲ့အမ်နောက်မှရိုင်းချက်နော်ရှိရတာကပုံပါတရက်ခံပေါ့နော်ပုံပေးထားရနော်ပုံကကျမမပြီးတော့ထက်မပြီးတော့အောင်စီဒီမှာလာယူလို့ပြောထားပြီးသားတရက်ခံကအသက်16နှစ်မှ အသက်20ခန့်မင်းကလေးတွေကိုတဲ့ပြတ်မှတ်ထားပြီးတော့တဲ့အခုလိုမျိုးပေါ့နော်အမထင်မှတ်ထားတဲ့ဂျယ်လီတွေကျွေးပြီးတော့ဂျယ်လီတစ်ချားလုံးနဲ့ကျွေးပြီးတော့ပေါ့နော်တာမယာပြုကျင်နေတဲ့မိဘတွေကိုပေါ့နော်မတိုင်ပြောဖို့ပေါ့နော်အချင်းချိုက်ချင်းချောက်ပြီးတော့အကြက်ကင်မှုတွေအများပြားရှိခဲ့တယ်တဲ့သူလောက်ခဲ့တာတွေကသူများပါချွချွမစားကြနဲ့နော်ကောင်မလေးတွေတော်တော်နဲ့နေနာသူမိန်းကလေးတွေကတဲ့အပြုတ်ဝဝင်ကာစမိန်းကလေးငယ်များဖြစ်တာကြောင့်နဲ့ အမှုဖွင့်တိုင်ကြရင်ပေါ့နော်သူတို့အဆက်တကွဲအကျိုးနဲ့ဖြစ်မှာကြောင့်မလို့တိုးတိုးတိတ်တိတ်နဲ့နေခဲ့ပေါ့နော်အဲ့ဒါကိုတရားခဏ်ကသူကအခွင့်အရေးရပြီးတော့မှနေအဲထပ်ပြီးတော့ဘားကောင်တစ်တေးဆက်ပြီးတော့ရှာရှာပြီးတော့မှနေတာမယာပြုတ်ကျင်နေတဲ့ပတော်ရုပ်မှာနော်မိဘတိုင်ဝမ်ကလည်းပြဿနာရှိခဲ့ပါကတဲ့ငွေနဲ့တဖုံနဲ့အနုနီးနဲ့အကြက်ကင်ကင်နေတဲ့အဲအဲ့ဒါတွေကိုလိုက်လံဖုံးဖိပေးနေရပေါ့နော်အခုဖြစ်စဉ်ကလည်းမိဘတွေကိုယ်တိုင်လာရောက်ညှိနှိုင်းတိုင်မန်ဟိုတောင်းပန်တာလေတောင်းပန်တာလေလက်မခံဘူးတဲ့ အဲ့လိုမျိုးပေါ့နော်မိမိတို့ရဲ့တာတာသမီးငယ်တွေကိုပေါ့နော်အခြားသောမိဘတွေကိုလည်းပေါ့နော်အခုလိုမျိုးဟိုမဖြစ်အောင်လို့ပေါ့နော်ဒီဟာလေးကိုမဖြစ်အောင်လို့လည်းတတိပေးတယ်ပေါ့နော်နောက်ထပ်လည်းဒီလိုမျိုးတွေမဖြစ်အောင်လို့တတိပေးပြီးတော့ဒီကောင်ရဲ့ဟိုပါပေါ့နော်အမှုကိုဟိုအမှုမှန်ပေါ်စေချင်လို့ဒီဟာကိုတင်ပေးတာပေါ့နော်အဲ့တရက်ခဲရဲ့ပုံတွေတော့တင်ပေးထားတယ်ကျမမဖော်ပြတော့ဘူးပေါ့နော်အာအဲ့ဒီကောင်တကယ်လို့ပေါ့နော်သိချင်တယ်ဆိုတော့ကျမရဲ့ CV မှာလာယူလိုက်ပါရပါတယ်နော် ပြီးရင်အဲ့ကောင်ကိုတွေ့ခဲ့ရင်သတင်းပေးဖို့အတွက်ကိုလည်းဖုန်းနံပါတ်လည်းပေးထားပါတယ်ရှင်။အားလေးကိုကျမကဒီဟိုပါဘောနော်တစ်တော့နေတင်ပေးတာဗောနော်။အာထပ်ပြီးတော့တည်ရသေးတယ်ဆိုလို့ရှင်လည်းထပ်ပြီးတော့အာအကြောင်းဆုံးထပ်တည်ရတယ်ဆိုလို့ရှင်လည်းကျမကထပ်တင်ပေးပါမယ်ရှင်။ဒါကမင်းကလေးငယ်လေးအာဟိုပါဘောနော်အရန်တတိထားဖို့လိုတယ်ဗောနော်။အခုခေတ်ကလေအရန်ကြောက်ဖို့ကောင်းတယ်။ဟောအာအကုန်လုံးဗောနော် ပွင့်လင်းမြင်တာနေတာထပ်ဗောနော်။မတိတဲ့နေရာတွေကိုအရန်နေတိနေကြရလေ။ သိရမလား Telegram ရော Telegram channel တွေဆိုတာလဲမှုလို့ပောက်ပြီးတော့မှနေကြည့်ချင်တိုင်းကြည့်လို့ရမြင်ချင်တိုင်းမြင်လို့ရနေတဲ့အချိန်မှာဒီလိုမျိုးလူယုံမာတွေဆိုတာလဲလေအမျိုးမျိုးအဖုံဖုံနဲ့ယုံမာလို့ရတယ်ပေါ့နော်လူယုံမာတွေကလေကျမမှလည်းအဲ့လိုမျိုးတူမလေးတွေတူလေးတွေရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးကိစ္စတွေဆိုတာလေအရန်ကိုစိုးရိမ်နေမြင်နေရတာပေါ့နော်မြင်နေတွေ့နေရတာလဲ73နှစ်74နှစ်ဝင်းကျင်နေတွေဆိုတာမဖြစ်တင်တာတွေဖြစ်နေကြတာတွေကိုကျမရဲ့ပတ်ဝန်းကျင်မှာမြင်နေရတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါလေးတွေတတိထားဖို့ကျမကလာပြောပြခြင်းဖြစ်ပါတယ် ကဲကျွန်တော်တငငချင်းမြအားလုံးဗီဒီယိုလေးကတော့တလောက်ပါဗျာနော်အခုဆိုရင်ပြမှုကျူးလွန်တဲ့သူတွေကနေရာတိုင်းမှာကိုရှိတယ်နော်နေရာတိုင်းမှာကိုမကောင်းတဲ့သူတွေရှိတယ်အားကြောင့်မလို့ဘယ်သွားသွားပေးလာလားအထူးပဲခယူးဆိုင်ကြပါဗျာနော်ကိုယ့်ရဲ့ကလေးငယ်တွေဒီသားသမီးပြိုတွေရှိတယ်ဆိုရင်နော်အခုအချိန်ရတကယ်ကိုနော်ဘယ်သွားသွားပေးလာလားစောင့်ကြည့်ရမယ့်အနေထားဗျာနော်လက်လွတ်စပဲမသွားစေနဲ့ဗျာနော် ကတဲ့ငယ်ချင်းတို့လည်းပြောစရာအကြောင်းအရာလေးရှင်ကျွန်တော်အောက်မှာ comment လေးရေးပေးထားခဲ့ပါအောင်ဗျဒီနေ့ video လေးကတော့ဒီလောက်ပါဗျာနော်နောက်ထပ် video တွေမှာကျွန်တော်ပြန်လည်ဆုံတွေ့ကြမှာဗျာ